很少见。 ကဲဒီနေ့ကတော့ကျွန်တော်ချက်တဲ့လူတွေကိုเนาะဒီမှာဝစ်စုံတွေအများကြီးပြည်တွင်းရအောင်ပြည်ပအောင်အပ်ထားတဲ့ဝစ်စုံတွေကိုတခါလဲမိတ်ဆက်ပေးမယ်ဒါပေမဲ့သူတို့ကကျွန်တော်ဖန်တီးထားတဲ့ဝစ်စုံလေးတွေနဲ့ပဲပြပုံပြပြီးအပ်တယ်ဆိုတော့ပုံလေးတွေကကျွန်တော်လက်စမ်းထားတာတွေပဲရွေးပြီးပြတော့မယ်ကွာတဆက်ထဲမှာပဲဒီလိုမျိုးရွေးသီးသူဝဲတွေကိုအပ်တယ်ဆိုရင်အချိန်နှစ်ပတ်တိတိပဲကြာပါတယ်เนาะပွဲတက်အပ်တယ်ဆိုလို့ရှိရင်အချိန်တစ်လတိတိပဲယူပါတယ်နောက်တစ်ခုကကျွန်တော်ဝန်ထမ်းခေါ်ယူ ပါမယ်စက်ကူကြွန်းကြွန်းချင်းချင်းချုပ်တက်တဲ့အမျိုးသမီး3ဦးတိတိခေါ်ပါမယ်စီးကွန်းကိုကြွန်းကြွန်းချင်းချင်းထိုးတက်တဲ့အမျိုးသမီး3ဦးတိတိခေါ်ပါမယ်အပန်တကယ်အလုတ်ကိုစိတ်ဝင်တစားရှိပြီးကြွကြွဆဆနဲ့လုံမဲ့အမျိုးသမီးလေးတွေဝန်တန်းလေးတွေအတူတူလက်တွဲလုကင်ဖို့ကျွန်တော်ကောင်းမြတ်ခေါ်ထောင်းရနေကြိုးစိုးလျက်ပါ ပြီးလို့ရှိရင်ကျွန်တော်ဝတ်စုံချုပ်ပုံလှလှလေးနဲ့မိတ်ဆက်ပါမယ်။ကဲဒါလေးဆိုလို့ရှိရင်ပါတိတ်ကလေးပါအမတယောက်တည်းအတွက်ကအထားလာပါလက်ကလေးကိုစမ်းထားတယ်ကွာဒီမှာလက်ကလေးကိုစမ်းထားတယ်ဆိုဒီမှာကြည့်လက်ကလေးကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုမြင်းခွာလက်ကလေးလို့ခေါ်ပါတယ်မြင်းခွာလက်ကလေးစမ်းထားတယ်။နောက်ပန်းလေးတွေကိုဒီမှာကြည့်ကယိုးကီလေးနဲ့သူ့ပန်းလေးတွေကိုယူပြီးစီးကွက်လေးနဲ့အမအားတဲ့ရိုးရိုးလေးနဲ့ကတင်ကောင်းကောင်းလေးကောင်းမြတ်ချုပ်တဲ့ကတင်ကောင်းကောင်းလေးပဲဝတ်ချင်တယ်ဆိုလို့ကတင်လေးကိုဦးစားပေးပြီးတော့ချုပ် ပေးထားပါတယ်နောက်ထပ်ပါတိတ်ဝေးဒီတစုံနဲ့မိတ်ဆက်ပါအောင်မယ်ခဏလေးစောင့်ပါ ဒါလေးဆိုရင်အပေါ်ကလည်းလက်ဖောင်းလေးအောက်ကလည်းတတိကံပုံလေးယူပြီးတော့လက်ဖောင်းလေးယူထားပါတယ်။ပြီးရင်ဒီညာလေးကိုအစီလေးယူထားရပေါ့နော်။အဲကျွန်တော်လက်ကလေးတွေကိုတိတိကျကျလေးမပြရတာကြာပြီဆိုတော့ဒီတစ်ခါလက်ကလေးတွေကိုပဲတိတိကျကျပြပါမယ်။ဒီလိုလက်ဖောင်းလေးကလည်းချစ်စရာလေးပါ။ဒါလေးကတော့ရင်ဖြတ်ဆက်ကလေးကိုတော့အထူးထွေရှင်းမပြတော့ဘူး။ပလဲလေးတွေကိုဒီတည်ထားတာလေးရတဲ့ကောင်းမြတ်ကထောရဲ့နော် signature ပဲဒီမှာကြည့်ပလဲလေးတွေ crystal လေးကိုလှနေတော့တည်ထားတယ်။အရန်လှတဲ့ ဲဆုံလေးပါเนาะဒါဟိုတယ်ပိုင်ရှင်မမတယောက်တည်းအတွက်6စုံဖန်တီးပေးထားတာပါအခုနှစ်စုံရှိပြီဆိုတော့နောက်ထပ်၄စုံထပ်ပြီးမိတ်ဆက်ပေးပါအောင်မယ်ခဏလေးစောင့်ပါလာလိုက်တဲ့ကချင်လေးနှစ်စုံပါဒီကချင်ဝမ်းဆက်မှာဆိုလဲကျွန်တော်ကကျူးလစ်အဖူးလေးပုံစံတိုင်းမြင်အောင်เนาะ န်းဖူးလေးလက်ကလေးစီစဉ်ပေးထားပါတယ်ဒီမှာကြည့်ပါအောင်ချစ်စရာလေးเนาะဒီပုံလေးတွေကတော့ရှမ်းပုံလေးပါရှမ်းပုံလေးဆိုတော့အနားလေးတွေနဲ့အမိတ်ကလေးတွေကိုသူ့ဟာနဲ့တူနေရာယူထားပါတယ်အထွေထူးမရှင်းပြတော့ဘူးเนาะဒါလေးကတော့ကော်လန်လေးကိုတချမ်းဆောင်လေးပါအမားတဲ့ဂုတ်ဘိုးကဟိုအကြောတက်တက်လို့နောက်ကော်လန်မယူထားဘူးဒါလေးကတော့ပညာเนาะအရှိလေးကိုပဲကော်လန်လေးယူထားပါတယ်ပြီးလို့ရှိရင်လက်ကလေးကိုတော့အဖောင်းလေးဒီမှာပြီးသွားလို့ရှိရင်တဆက်သေးမှာပဲဇာအနားလေး ယူထားတယ်။ဇာအနားလေးနဲ့ဝေးဝေးဝိုက်ဝိုက်ကလေးယူထားတော့ကချင်အင်းလေးရဲ့အလှလေးကပူပြီးပေါ်လွင်စေတယ်။နောက်တစ်ခုပြောရပါအောင်မယ်။ဒီလက်ကလေးတွေယူတာကျွန်တော်အဆွေယူတာနော်။အဲလှလိုက်တာဗမာချီလေးကိုချုပ်ထားပေးတာ။လုံချီလေးကအမိတ်ကလေးကနည်းနည်းလေးကြီးပါတယ်။အင်းအမိတ်ကလေးကိုကြည့်ပါအောင်။အဆွေလေးတစ်စောင်းလေးယူထားပါတယ်။တချမ်းကလက်ကလေးကိုပန်လေးပေါအောင်ပညာသားပါပါယူထားပေးပါတယ်။နော်ဒါကဒီဇိုင်နာရဲ့ပညာပါ။တစ်ဆက်တည်းဒီမှာကြည့်ဝယ်လိုက်လို့ ရှိရင်အမအတွက်တွေလေးဖြစ်နေမှာအမှန်မှာတော့ချစ်စရာလေးပါဒါလေးကတော့တော်တော်များများဖန်တီးထွေးထားတဲ့ပုံလေးပါအဓိကပြချင်တာလေးကလေဘင်းနှက်ကလေးပါအနီးကလေးပြရအောင်ပါဒီလေဘင်းနှက်ကလေးကဒီမှာကြည့်ပါအောင်အခုံခုံလေးတီတီချာချာကိုပုံဖော်ထားတဲ့နက်နက်ကလေးနော်ထို့အတူပဲလက်ကလေးတွေမှာလည်းဒီလိုအခုံလေးတွေနဲ့ဖန်တီးပေးထားပါတယ်နော်ဒီ နေ့ကျွန်တော်ရဲ့เนาะဟိုတယ်ပိုင်းရှင်အမတယောက်သေးအတွက်ဖန်တီးပေးထားရဲ့ဝတ်စုံလေးတွေကိုအားလုံးအကြည့်ပြီးစိတ်နှစ်သက်လိုက်မယ်